င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ီနေ့သတင်းတွေထဲမှာတော့ဘူကလေးနဲ့မော်ဂျူကအတ္တမဆုဆောင်ခံရတဲ့လူငယ်အယောက်150ကျော်ကိုရန်ကုန်စစ်တင်တန်းကိုပို့လိုက်ပါတယ်။နောက်ချို့ကိုစစ်ကောက်စီတပ်ကလေကြောင်းကနေပုတ်ကျဲခဲလို့ဖုံးတော်ကြီးနဲ့ကိုရင်တွေအပါအဝင်14ယောက်တည်ဆုံးခဲ့ပါတယ်။ပူလူတူစခတ်တဲ့တိုက်ပွဲမှာစစ်ကောက်စီတပ်သား၁၂ဦးတိဆုံးကြောင်း KNU သတင်းထုတ်ပြန်ပါရယ်ဖလန်းမျိုးတိုင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောက်စီတပ်သားတချို့ကိုဖမ်းမိထားကြောင်း CNDF ကပြောပါရယ် မူပြဲမှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်တိုက်စုံမှုရှိနေတယ်လို့ KNDF ကထုတ်ပြန်ပါတယ်။ဒီနေ့အစီအစဉ်ကိုကျွန်မနဲ့အတူကိုစောဘွေးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ။ဧရာဝတီတိုင်းဘုတ်ကလေးနဲ့မော်လမြိုင်ကျုံးမြို့နယ်ကအထမဖန်စီစစ်သားစုဆောင်ခံခဲ့ရတဲ့လူငယ်အယောက်150ကျော်ဟာရန်ကုန်စစ်တေနဲ့အကြောင်းကိုပို့ခံခဲ့ရတယ်လို့ဒေသခံတွေစစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေကပြောပါတယ်။စေကောင်စီတန်းနဲ့စေကောင်စီကရက်ကြီးအုပ်ချုပ်ရေးမှုတွေပေါင်းပြီးစစ်မှုထမ်းအမှတ်စဉ်71အတွက် ပုဂလီမြို့နယ်နဲ့မော်လမြိုင်ကျွန်းမြို့နယ်ကနေအတမဖန်စီစစ်သားစုဆောင်ခံရတဲ့လူငယ်တွေကိုမက်စလာ၁၄ရက်နေ့ကရန်ကုန်တိုင်းမှာရှိတဲ့စစ်လက်ချေရင်ချောင်းတွေစီကိုခေါ်ဆောင်သွားတယ်လို့စစ်တပ်နဲ့နှိဆက်သူတွေကပြောပါရယ်စစ်မှုထက်အပတ်စဉ်၁၇ရက်အတွက်အတမစုဆောင်ခံရတဲ့အရက်သားလူငယ်တွေကိုမော်လမြိုင်ကျွန်းမြို့နယ်အခြေဆိုင်ခလာရ934တက်ထဲမှာ9ရက်လောက်ကြိုတင်ဖမ်းခေါ်ထားပြီးမှစစ်ကားတွေနဲ့ပို့ဆောင်ခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စစ်တပ်ကစစ်မှုထက်မှုစခေါ်တဲ့နေ့ကလေးက ဖုံပြောတာမိသားစုနဲ့တွင်ခွင့်အတွက်ပါကန့်သန့်ခဲ့ပြီးမလိုက်နာတဲ့လူငယ်တွေကိုရိုက်နှက်တဲ့အထီးလှုပ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်နဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကပုဂလီမြို့နယ်နဲ့မော်လမြိုင်ကျွမြို့နယ်တို့မှာအရဲဝတ်တွေဝစ်ပြီးညဘက်တွေမှာအထင်အဓမ္မအင်အားသုံးလိုက်လံဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်ရှမ်းပြည်မြောက်ပိုင်းနောက်ချွမြို့ကိုစစ်ကောင်စီကလီကြောင်ကနေပုတ်ကျပြီးပြစ်ခတ်တိုက်ခိုက်လို့ဖိုးရိုကြီးတပါးနဲ့ကိုရင်တွေအပါအဝင်ပြီးသူအနည်းဆုံး14ယောက်တိစုပ်ခဲ့ပါတယ် မတ်လ16ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာနောက်ချုံမျိုးဆယ်ရတနာပရိယတိစာတင်တိုက်ကိုစစ်ကောက်စီတပ်ကဂျက်ဖိုက်တာနဲ့နှစ်ကြိမ်အစုပါဘုံလေးလုံးကျဲချလိုက်တယ်လို့စစ်တင်တဲ့နဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒီတိုက်ခိုက်ခံရမှုထဲဖိုးတော်ကြီးတပါးနဲ့ကိုရင်ရှိပါပြန်လွန်တော်မူခဲ့ပြီးအမျိုးသား၄ယောက်နဲ့အမျိုးသမီး၃ယောက်သေဆုံးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ထိခိုက်သေးဆုံးကြတာလို့နောက်ချူဒေတာခန့်တွေကပြောပါတယ်။ PSLA TNLA ကထုတ်ပြန်လာတဲ့ပုံရိပ်အရတော့ဘိုးတော်ကြီးကျောင်းဆောက်ဘော်ကိုဗုဒ္ဓသက်ကြားရပါကွယ်ပြီးအကုန်ပြူကျနေတာကိုတွေ့ရပါတယ်။ဒီထိခိုက်မှုကြောင့်ပြည်သူတွေထိခိုက်သေးဆုံးမှုများပြီးနေအိမ်နဲ့ကျောင်းဆောက်လည်းအများအပြားထိခိုက်ပျက်စီးခဲ့ကြောင်းနောက်ချူမြို့ကိုထိတ်ချုပ်ထားတဲ့တအဲအမျိုးသားလူမျိုးရေးတပ်မတော် TNLA ကထုတ်ပြန်ပါတယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်စင်ကံမြောက်ရွာနယ်မတရားမြို့နယ်မွေမြေဆွန်းရွာနီကိုမစ္စတာ16နှစ်ညစင်တိုင်းမှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အရာဝတီမြို့အရှိဘက်ကအနောက်ဘက်ကမှရှိတဲ့ရွာနွေရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်သွားတာလို့ဆိုပါတယ်။လေရင်နဲ့တက်ခိုက်တဲ့နေရာနဲ့ဆယ်မိုင်ကျော်ကျော်မှာရှိတဲ့စကိုင်းမြို့နယ်အတွင်းတနေရာမှာတော့စစ်တပ်နဲ့ပြည်သူ့ကာကွယ်တပ်တို့မစ္စတာ15ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်ရှိဘုံကျဲတက်ခိုက်သွားတဲ့နေရာမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူးလို့လည်းဒေသခံတွေကပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဝက်လက်မတရားစတဲ့မြို့နယ်တွေနဲ့ကက်လက်ရှိတဲ့စင်ကူးမြို့နယ်လက်ပံလာရွာကိုအခုလိုဘုံကျဲတက်ခတ်ခဲ့လို့ကလေးသူငယ်တွေအပါအဝင်အရက်သားပြည်သူ၂၀ယောက်တည်ဆုံခဲ့ပါရယ်ထိုင်းမြန်မာနယ်စပ်အနီးကစီကောက်စီတပ်ရဲ့ပူလူတူစခတ်သိမ်းတိုက်ပွဲမှာစီကောက်စီတပ်သား၁၂ယောက်သေဆုံးတယ်လို့ KNU သတင်းထုတ်ပြန်ပါတယ် ဖူလူတူစခတ်သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား12ယောက်တိဆုပ်ခဲ့ပြီး17ယောက်ကတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့ KNU ဗိုလ်ဟုကမတ်လ15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလူမြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေဟာလက်နက်ခဲရဲ့တချို့လည်းယူဆောင်သွားပြီးအဲ့ဒီအချိန်မှာဒဏ်ရာရရှိထားတဲ့3ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ အဲ့ဒီစကတ်ကိုပြီးခဲ့တဲ့ February 25ရက်နေ့ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်တာဖြစ်ပြီး၁၉ရက်အကြာမက်လာ၁၄ရက်နေ့မှာအပိသက်သိမ်းပိုက်တာလို့ဆိုပါတယ်ဘူလူတူစကတ်ကောဟာစစ်ကောင်စီချင်းရင်တဲ့ရင်ခလာရ33ကစစ်ကောင်စီတပ်သား40ကျော်နဲ့အထိုက်ချထားတာဖြစ်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အထဲမှာတပ်ခွဲမှုလည်းပါဝင်တယ်လို့ KNU နဲ့အနီးဆက်သူတွေကဆိုပါတယ် တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ခတ်တာတွေနှစ်တိုင်းလုခဲ့ပြီး KNLA ပူပေါက်တပ်တွေဘက်က6ရောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်3ရောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဘူလူတူစစ်စခန်းသိမ်းတိုက်ပွဲကြောင့်လိုင်းပွဲမြို့နယ်ပိုက်ကြုံမြို့နယ်ခွဲထိုင်းမြမာနယ်စပ်နာကကလေးဖိုးကလူးရွာအပါဝင်မဲကက်ကလေးမိုခီးရွာဘက်ကဒေသခံ900ဝန်းကျင် ထိုင်းနိုင်ငံဖက်ချန်ကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရှမ်းပြည်နယ်ဖလန်းမှာမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတချို့ကိုဖမ်းမိထားကြောင်း CNDF ကပြောပါရယ်ဖလန်းမြို့နယ်မှာချင်းညိနောက်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီရဲပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်သုံးဘက်အဖြစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ချင်းမျိုးသားကောက်ရေးတပ်ဖွဲ့ CNDF ကပြောပါရယ်ဖလန်းမြို့ကစစ်ကောင်စီလက်ကျန်တက်စခန်ခလာယာ268တက်ရင်တိမ့်ပတ်နိုင်ဖို့ ထိုးစစ်စင်တက်ခိုက်နေပြီးဒီရဲ့ပိုင်တွင်တိုက်ပွဲတွေပြင်းထန်လာတာလို့ CNDF ပြောရေးဆိုခွင့်ရှိသူ Stein Timmy ထွန်းကပြောပါရယ်ဒီရဲ့ပိုင်တွင်လက်နက်ခဲယမ်းတွေတင်စီရမိတာစစ်ကောင်စစ်တပ်ကစစ်သုံးမန်းတွေထပ်ဖဲစီရမိတာတွေရှိပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့သူကပြောပါရယ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဖလန်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးလက်ရှိမှာတော့နောက်ဆုံးလက်ကျန်နေတဲ့ခလာရ268တက်ရင်ကိုချင်းကြီးနော်ပူမောင်တက်တွေကထိုးစစ်စင်တိုက်ခိုက်နေတာပါ ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကလည်းဖလန်မြူသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကနေစစ်ကူပို့ပေးလာတဲ့စစ်ကောင်စီတပ်သား56ယောက်ကိုတိုက်ပွဲအတွင်းဖမ်းမိထားပြီးစစ်သုံးဘန်းအဖြစ်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CNDF ကပြောထားပါဗျာ။ ရှမ်းပြည်နယ်သားပိုင်းမိုးပြဲမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ဂရင်းဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖွဲ့ကြားတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ကြဆုံမှုတွေရှိနေတယ်လို့ KNDF ကမတ်လ15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မတ်လ23ရက်နေ့နဲ့14ရက်နေ့တွေမှာစစ်ကောင်စီတပ်ကမိုးပြဲမြို့ကိုဒရုန်းလက်နက်ကြီးတွေအသုံးပြုပြီးပြပြင်းချက်ချက်ထိုးစစ်ဆင်လာပြီးနောက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်စစ်ကောင်စီဘက်က15ရောက်တိုက်စုံတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တယောက်တိုက်စုံခဲ့တယ်လို့ KNDF ကဆိုပါတယ်။ အရှလာ73ရက်နေ့ကတိုက်ပွဲမှာကာကွယ်ရေးတပ်တွေထိ ंछ ုပ်ထားတဲ့တပ်စခန်းတချို့လက်လွတ်ခဲ့ရပြီးမဲ့မရှလာ74ရက်နေ့မှာတော့အဲ့ဒီစခန်းတွေကိုပြန်ထိ ंछ ုပ်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Grenadier မျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကတော့တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့မိုးပြဲကိုလက်မလို့ရဖို့ပြပြင်းထန်ထန်ခုခံနေစေဖြစ်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ February 29ရက်နေ့ကလည်းမိုးပြဲမြို့ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဗိုလ်6ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးငယ်တယောက်သေဆုံးပြီး၄ယောက်ဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့2024ဒီဇင်ဘာလကစပြီးမိုးပြဲမြို့ကိုတိုက်ပိုက်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာ၃လကျော်ရှိတာကြောင့်ဒေသခံတပေါင်းကျော်ဘီလူရကိုတိုက်ချောင်နေကြရပါတယ်။ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်တစ်လျှောက်လုံးကိုလာမယ့်ဆယ်နှစ်အတွင်းခြံစည်းရိုးကာဖို့အိန္ဒိယဆွေရကစီစဉ်ထားကြောင်းအိန္ဒိယအခြေစိုက်တဲ့ဟိန္ဒူသတင်းဌာနကမစ္စလ16ရက်နေ့မှာဖော်ပြပါဗျ။ကီလိုမီတာ1643ရှီလျားတဲ့မြန်မာနယ်စပ်တစ်လျှောက်ကိုခြံစည်းရိုးကာမယ့်အစီအစဉ်ကိုအိန္ဒိယဆွေရအရာရှိတွေကလွတ်တော်ကိုအစီရခံစာတင်သွင်းထားတာလို့သတင်းမှာဖော်ပြပါဗျ။မြန်မာနယ်စပ်မှာခြံစည်းရိုးခက်ဖို့စီမံကိန်းကို2024ခုနှစ်ဖေဖော်ဝါရီလမှာ န္ဒိယပြည်ထရေးဝန်ကြီးကကြေညာခဲ့ပြီးလွန်ခဲ့တဲ့လေလဝင်းကျင်ကစပြီးလုပ်ငန်းတွေကိုအချိန်မီဆောင်ရွက်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောတယ်လို့တင်းနေဌာနကဆိုပါတယ်။2024ခုနှစ်အပြီလတရနေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိနေဆက်ချန်စီကိုခတ်တဲ့လုပ်ငန်းတွေနဲ့မြန်မာနေဆက်ကိုစောက်ချက်မဲ့အာသန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ကေစကန်တွေတိစောက်ဖို့အတွက် American Dollar 73သန်းကျော်တန်ဖို့ရှိတဲ့ အိန္ဒိယရူပီ114ကတိသုံးဆွဲခဲ့တယ်လို့ဆိုပါရယ်ခိုးဝေးနေတာတွေမရှိအောင်ဤပညာနဲ့တားဆီးနိုင်အောင်လဲနေဆက်ခြံစည်းကိုခက်တဲ့စီမှာထက်သေးဆောင်ရွက်ထားကြောင်းအဒန်ရိုင်ဗယ်တပ်ဖွဲ့အကြီးတန်းတာဝန်ရှိသူကပြောပါရယ်အိန္ဒိယနိုင်ငံမဏိပူမြို့နယ်မိုးရေမြို့မှာ6မိုင်နီးပါးရှိလျားတဲ့အိန္ဒိယမြန်မာနယ်ဆက်ခြံစည်းကိုတိဆောက်ရေးစီမံကိန်းပြီးမြောက်ခဲ့ပြီလို့အိန္ဒိယသတင်းတွေမှာဇန်နဝါရီလ2ရက်နေ့ကဖော်ပြခဲ့ပါရယ်အိန္ဒိယနိုင်ငံထက်ကမဏိပူမြို့နယ်ဟာမြန်မာနိုင်ငံနဲ့368ကီလိုမီတာနယ်မြေထိဆက်နေပြီး အရနာချာပီနေကကီလိုမီတာ90နာမိတ်ထိဆက်နေပြီးနေဆက်ချင်စီကိုခက်မကိုထောက်ခံထားကြပါတယ်။နာဂလန်ပြည်နယ်ကလည်းမြန်မာနိုင်ငံနဲ့115ကီလိုမီတာနာမိတ်ထိဆက်နေသလိုမီဇိုရန်ပြည်နယ်ကလည်း90ကီလိုမီတာနာမိတ်ထိဆက်နေပြီးနာဂလန်နဲ့မီဇိုရန်ပြည်နယ်တွေကတော့နေဆက်ချင်စီကိုခက်မဲ့ကိစ္စကိုကန့်ကွက်ထားကြောင်းဇန်နဝါရီလကဖော်ပြတဲ့အိန္ဒိယသတင်းတွေမှာရေးသားထားပါတယ်။ ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းဒါဒေသတွေထက်ကအဖြစ်ပြည့်ရည်နဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေဆက်သွယ်မိမျက်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့တည်င်းဌာနရဲ့ဖော်ခတ်ထုံးလင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။